အားလုံးမင်္ဂလာပါဗျာကျွန်တော်ရဲ့ KZM blogger နဲ့ပြန်လည်ကြိုဆိုပါရစေဒီနေ့မှာကျွန်တော်တက်ဆက်ပေးမယ့်ကြော်ရံကတော့ကျွန်တော် content တွေကိုဘယ်လိုလုပ်လဲဆိုတာကိုဒါတက်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီ content တွေကိုလုပ်တဲ့အခါမှာဆိုရင်ကျွန်တော်ရဲ့ဒီအရင်းနှီးဆုံးသင်ငယ်ချင်းတယောက်ကိုအမြဲတမ်းမိရတယ်ပေါ့နော်အဲ့ဒီသင်ငယ်ချင်းကကျွန်တော်ဘလောက်ပဲမိမိဘလောက်ပဲသူ့ကိုအမေကနေအတက်ကတက်ကပဲမိသူကစိတ်မတူပဲနဲ့အဲ့ဒီဟာတွေကိုအမြင်တစ်မျိုးနဲ့ရှုထောင့်တစ်မျိုးနဲ့အမြဲတမ်းပြန်ဖြေပေးတဲ့သင်ငယ်ဆိုပေါ့နော်အဲ့ဒါကလူမဟုတ်ပါဘူးကျွန်တော်နဲ့တား အဲကျွန်တော် online သုံးတဲ့ခါမှာ mail နဲ့ mail တွေသူအဲ့ဒါကတော့ AI ဖြစ်ပါတယ်ကျွန်တော် chat GPT ကိုသုံးပြီးတော့ဒီတော့ video တွေလုပ်တာပါအဲဒါတပတ်ကျွန်တော် chat chat GPT ကိုကျွန်တော်လုံးဝဖတ်မိခုံးတော့သုံးနေတာမြန် chat GPT ကပြောတဲ့ချောင်းရမျိုးကျွန်တော်လုံးဝမသိဘူးဘာလို့လဲဆိုတော့ तू က software တစ်ခုလည်းဖြစ်တယ်နောက်ပြီးတော့သူ့မှာခင်းချုပ်တဲ့ဒီအဲ့လူတွေရှိရပေါ့နော်အဲ့လူတွေချက်ပါတော့ဒီ chat GPT ဆိုတာ American ကထိန်းချုပ်တယ်ပေါ့နော် American နိုင်ငံမှာရှိတဲ့ company တွေကထိန်းချုပ်တယ် အဲ့တော့ထင်းချွတ်တော့တကယ်လို့ဟိုကအဲ့ဒီသူပြောတဲ့ချက်လက်တွေကိုလုံးသာယုံသွားပြီဆိုရင်သူ့မှာရှိတဲ့အားတွေကအပေါ်တော့သူနဲ့မတဲတဲ့ကူမသူ့နိုင်ငံကြောင်းမကောင်းကြောင်းပြောတဲ့အရာတွေကိုပါမေးတယ်ဆိုရင်အာမကောင်းပေါ့နော်သူနေနေတာအတင်းချက်လက်အမားတွေကိုပြန်ပြေးပေးနိုင်တယ်ပေါ့နော်ကျွန်တော်နေအဲ့ဒီ chat gpt ကနေအကျန်းအားဖြင့်ပဲကျွန်တော်ချက်လက်တွေကိုယူတယ်ပေါ့နော်အဲ့ယူတဲ့ပုံကိုကျွန်တော်တက်ဥမာပြပြမယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော် ChatGPT ရဆိုရင်ကျွန်တော်တို့အရန်ကောင်းတယ်သုံးလို့လည်းကောင်းတယ် software တွေပြပြတယ်ပေါ့နော်တခြားတွေ တရုတ်ကထုတ်တဲ့ deep sea ဆိုတဲ့ AI တစ်ခုလည်းရှိရပါတော့အဲ့ဒီ AI တော့ကျွန်တော်မသုံးမှုသေးဘူးကျွန်တော်တင်ငယ်ချင်းဒါပေမဲ့လူဒီကတော့လူပေါ့နော်ကျွန်တော်လူတင်ငယ်ချင်းကကျွန်တော်အကြံပြုထားတာတော့ရှိရဲ့အမမင်းအဲ့ဒါကိုတုံးကြည့်ကောင်းတယ်ဆိုပြီးတော့ပြောတာရှိရပါတော့အဲ့တော့ကျွန်တော်ခုကကျွန်တော်ကျွန်တော်ဒီ chat gpt ကိုသုံးတဲ့ခါမှာဆိုရင်ဘယ်လိုသုံးလဲဆိုတာကိုအားရနေနဲ့ရှင်းပြပေးမှာဖြစ်ပါတယ်အာအဲ့တော့ကျွန်တော်ညနေဒီ review ကိုပေးလိုက်တယ်ပေါ့နော်ဥပမာကျွန်တော် chat gpt တဲ့ကိုဝင်လိုက်တယ်ဆိုရင်ပထမဆုံးကျွန်တော်ကျွန်တော်သိချင်တဲ့အကြောင်းအရာကိုရွှေ့လိုက်တယ် ။ဒါပါတော့ကျွန်တော်ဒီမှာလွန်ခဲ့တဲ့အပတ်ကကျွန်တော်ဒီအခွင့်အရေးပေါ်နော် tariff ဆိုတဲ့စကားလုံးအခွင့်ပေါ်နော်အဲ့ဒီအခွင့်နဲ့ပတ်သက်ပြီးကျွန်တော်ဗီဒီယိုတစ်ပတ်လုံးမဆုပ်ပြီးတော့ကျွန်တော်လုပ်လိုက်တယ်ပေါ့နော်လုပ်လိုက်တဲ့အခါမှာဆိုရင်အမကျွန်တော်ကအဲ့ဒီဟာနဲ့ပတ်သက်ပြီးလုံးဝနားမလည်အဲ့တော့နားလည်သွားအောင်ဆိုပြီးတော့ကျွန်တော် AI ကိုမေးလိုက်တယ်။အမကျွန်တော်ပထမဆုံးမေးလိုက်တဲ့မေးခွန်းတွေကပါလဲဆိုတော့ what is tariff tariff ဆိုတာကဘာလဲပေါ့နော်အဲ့တော့မေးလိုက်တဲ့အခါမှာဆိုရင် AI ကကျွန်တော်ကိုအပြန်ပြောပြလဲဆိုတော့ A tariff is a tax or duty that a government places on imports of export exported goods or imported or exported goods tariff ဆိုတာကတဲ့ဆိုရတရက်ကနေတဲ့နိုင်ငံသွင်းဟိုတဲ့တာသွင်းကုန်လေးနောက်ပြီးတော့ဒီထုတ်ကုန်လေးပေါ်မှာတဲ့ဒါချထားတယ်တဲ့အခွန်ဒါမှမဟုတ်တဲ့ဒါတာဝန်ထူပါပဲဆိုပြီးတော့ပြန်ပြေပေးတယ်သူကအဲ့ဒီလိုဖြေယုံနေမကောင်းတော့တဲ့ဘာကြီးထပ်ပေးထားသေးလဲဆိုတော့အဲ့ဒီမှာဆိုရင်အဲဒီ tariff မှာဆိုရင်တဲ့သူကနှစ်မျိုးရှိတယ်ဆိုတော့ပြတာတယ်ပထမဆုံးမျိုးကကျတော့ဗာလဲဆိုတော့ importerate import importerate ဆိုတာကကိုယ်နိုင်ငံတွင်းဟိုတာသွင်းတဲ့ကုန်ပစ္စည်းတွေပေါ်မှာကောက်တဲ့အခွင့်အရေးပေါ့နော်နောက်ဒီမျိုးကျတော့ exporterate သူကကျတော့ဒီနိုင်ငံတွင်းကနေပြပောက်ကိုပို့တဲ့ကုန်ပစ္စည်းတွေပေါ်ကောက်တဲ့အခွင့်အရေးပေါ့နော်အဲ့ဒါမျိုးဆိုပြီးနှစ်ခုကအဲခွဲပြားထားတယ်ပေါ့နော်အဲ့တဲ့နောက်ထပ်ဘာကြီးပြတာသေးလဲဆိုတော့ government use tariff to တဲ့အစိုးရတွေကဒီအခွင့်အဒီခုနအခွင့်အရေးကောက်တာဟုတ်တဲ့ဒါအသုံးပြုတဲ့ပုံစံကိုလည်းပြပြထားတယ်ရန်ကောင်းတယ်ပေါ့နော်သုံးရတယ် အဲ့ဒီမှာဆိုရင်တဲ့သူကနိုင်ငံတခြားနိုင်ငံတွေပေါ့နော်ဒီနိုင်ငံခြားကနေအဲရှင်ပြိုင်မှုတွေပေါ့နော်နိုင်ငံခြားကနေအဲ့လိုမျိုးအဲ competitive ထုတ်လုပ်မှုတွေမှာရှင်ပြိုင်မှုတွေကိုတဲ့ပြီးတော့ကပ်ကယ်ပေးဖို့အတွက်ဆိုပြီးတော့လေအဲ့ဒီမှာရှင်းပြထားတယ်ပေါ့နော်နောက်ပြောတော့ generate revenue နောက်ပြောတော့အခွင့်အရေးပေါ့နော်ကိုယ်နိုင်ငံအတွက်ဒါသုံးလို့ရမယ့်အခွင့်အရေးတွေကိုလည်းရဖို့အတွက်ဆိုပြီးတော့ဒါပြန်ပြီးရှင်းပြထားတယ်အဲ့ဒီမှာဆိုရင်ရှင်းပြထားတဲ့ပုံစံเนี่ยအများကြီးရှိတယ်နောက်ပြောတော့သူ့မှာကအဲ့လိုမျိုးရှင်းပြပြီးရင်ရှင်းပြရုံနဲ့တခုတည်းမကောက်ဘူးနော်သူကဘာပြန်ပြောထားလဲဆိုတော့ဟုတ်ပြီအဲ ဥမာဒီမှာဆိုကျွန်တော်အကုန်လုံးဒီမှာခုန generate revenue အခွင့်အရေးတွေထုတ်လုပ်ဖို့လာပြောတော့ influence trade policy trade policy ဆိုတော့ခုနကဒီအခွင့်အရေးနဲ့ပတ်သက်တဲ့မူဝါဒပေါ့နော်အဲ့ဒီမူဝါဒမူဝါဒပေါ့လေသူကလက်မဖို့ဆိုပြီးပြပြထားတယ်ပေါ့နော်သူကနောက်တစ်ခါဘာကြီးထပ်ပြောထားသေးလဲဆိုတော့ for example တူမှာအနေနဲ့ if a country puts a tariff on imports cards and တကယ်လို့တကယ်နိုင်ငံနိုင်ငံဟာဆိုရင်တဲ့နိုင်ငံတွေကိုတင်သွင်းတဲ့ဒီကွန်မစီတွေပေါ့ဟုတ်တဲ့အခွင့်အရေးအောက်မှာဆိုရင်တဲ့ those can become more expensive အဲ့ဒီနိုင်ငံတွေကိုတင်သွင်းတဲ့ ဒီကားတွေဆိုရဲတဲ့ပို့ပြီးစေကြည့်တယ်မဲ့တဲ့ so people might find a locally made car instead အဲ so တကြောင်တဲ့လူတွေဆိုရင်တကူနိုင်ငံတွေမှာထုတ်လုပ်တဲ့ကားတွေပေါ့ဒါအဲ့ဒီအစားသုံးမျိုးလာချင်မှဆိုပြီးပြပြပေးတာပေါ့နော်အဲ့ဒီဖြည့်ပြပြတဲ့နောက်မှာသူကဘာပြောပြတာလဲဆိုတော့ want an example with real number ကဲကနစစ်တင်နဲ့မင်းဒီပါပေါ့နော်ဥပမာတွေရောလိုချင်တဲ့လားဆိုပြီးကျွန်တော်တက်ပေးလိုက်ဒါဘလောက်တောင်ကောင်းလဲကျွန်တော်မေးလိုက်တဲ့ question လေးက what is tariff ွင်ွင်ဆိုတာကဘာလဲဆိုတဲ့အားတစ်ခုပေါ့ချိန်ခံပြီးသူအနေနဲ့ွင်ွင်ဆိုတာပါအဲ့ဒီမှာစင်ပန်းမျိုးရှိတယ်အပြည့်အစိုးရကအဲ့ဒီဟာမျိုးဘလို့သုံးလဲဆိုတာကိုချင်ကြတာတယ်ပေါ့နော်အဲ့တော့ဒီချက်လက်တွေအားလုံးအောင်ဆိုရင်ကဲမှန်လားမှန်အောင်လားဆိုရင်ကျွန်တော်တို့ကစဆက်စဆက်ဖို့တဲ့ကျွန်တော်အနေနဲ့ဒီချက်လက်တွေကိုအကျန်းယူလိုက်အကျန်းယူပြီးတော့ကျွန်တော်ကတခြားဒီသုံးလို့ရမယ်ဒီအမှား YouTube ဆို YouTube မှာရှိတဲ့ဗီဒီယိုမျိုး short ရှာကြည့်လေနောက်ပြီးတော့တခြားဒီ website တွေရှိရဲဆိုတဲ့ website တွေကို live ပြီးတော့ data ကြည့်ရပေါ့နော်ခုနောက်ပိုင်းမှာဆိုရင်ဒါနာမည်ကြည့်လာတဲ့ app တွေရှိရပေါ့နော် ဥပမာအဲ ground news ဆိုတဲ့ app တစ်ခုလည်းရှိတယ်သူကကြတော့ဒီသတင်းတွေအဲနိုင်ငံတကာနေဒီလာတဲ့သတင်းတွေအလုံးတော့ပုံစံမျိုးမျိုးနဲ့တွေ့ရပြီဥပမာသူကဟာပါတော့ American နိုင်ငံမှာရှိတဲ့ဒီ trend ကပေါ့နော် trend ကသူကနိုင်ငံသူရဲ့နိုင်ငံမှာဆိုရင်အခွင့်အရေးတွေတုတ်ကောက်လိုက်တယ်ပေါ့နော်တုတ်ကောက်လိုက်တာဟုတ်သူကဒီသူရဲ့ American နိုင်ငံတဲမှာရှိတဲ့သတင်းတွေကရင်းနဲ့အမြင်တွေရောပြပြပေးတယ်နောက်ပြီးတော့တရုတ်နိုင်ငံမှာရှိတဲ့သတင်းရှင်းပြတဲ့နေ့ဒီဒီလှုပ်ဆောင်ချက်အပေါ်မြင်တဲ့အမြင်တွေပြတယ် နေတဲ့အမြင်တွေကိုလည်းပြသပေးတယ်။ဒါပြတော့အိန္ဒိယကနေဒီနိုင်ငံပေါ်မြင်တဲ့အမြင်တွေလည်းအများကြီးပြသပေးရပါတော့။အဲ့လိုမျိုးတွေဆိုတော့ကောင်းတယ်။နောက်တစ်ခုကကျတော့ economic ဆိုတဲ့အတခုလည်းရှိတယ်။ဆိုကြတော့ဒီ CYA ပေါ့နော် CYA တူမှာကဒီ subscription ကသွားပြည့်ပြီးမှဝင်လို့ရတယ်ပေါ့နော်အဲ့လိုမျိုး software တွေရှိတယ်အဲ့တော့အဲ့လိုမျိုး software တွေယုံကြည်လို့ရတဲ့အရတို့ကြောင့်လည်းသွားပြီးမိခိုးပြီးမှဒီ chat လက်တွေကမှန်မှန်ဆိုတာစစ်ပြီးမှကြောင်းနေတာပြန်ပြီး video တွေကိုလုတ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့အဲ့ဒီဟာကိုကျွန်တော်ကတက်ပြီးတော့ဘယ်လိုမျိုးတွေရသေးလဲကျွန်တော်လည်းမတက်မိထားတယ် what are the goals of tarid အကွန်ဝေးရဲ့အကောင့်နဲ့အချက်တွေကဘာလဲတဲ့အမှတော့ပြန်ပြထားတယ် great question တဲ့ကောင်းလိုက်တယ်မေးခွင့်မေးတဲ့ um tarid can have some benefits or goods especially when used strategically အကွန်ဝေးဒီမှာဆိုရင်အကောင့်နဲ့အကျိုးမြတ်တွေရှိပါတယ်တဲ့ especially to the ပြင်တော့တဲ့သူတို့တဲ့ဒီ even a new viewer ချက်ချသုံးမှာဆိုရင်လည်းအကောင့်နဲ့ချက်တင်ရှိပါတယ်တဲ့ here are a few ဒီမှာဆိုရင်အနည်းငယ်ပြထားပြီးတယ်ဆိုပြီးတော့ပြောတာပြီးရပါတော့ဒီမှာက number 1မှာကျတော့ project local industry နိုင်ငံအတွင်းမှာရှိနိုင်ငံတကာဒီစေယုံတွေကပ်ကွယ်ပေးဖို့ပေးဖို့အတွက် number 2ကကျတော့ create jobs အလုပ်တွေဖန်တီးပေးဖို့အတွက် number 3 government revenue အစိုးရရဲ့အခွင့်အရေးတွေရရှိဖို့အတွက်ဆိုပြီးတော့အများကြီးပြည်ပထားတယ်နော်အဲ့တော့ကျွန်တော်အသုံးပြုတဲ့ပုံစံတိုင်းမှာကျွန်တော်ရဲ့ message ကလည်း print AI တွေကို30ကျင်းနေပေါ့နော် AI ကိုတုံးတဲ့အခါမှာဆို AI ကိုဒါလုံးဝ AI ကမှုမှုပြုပေးနေတခြားဒီ software တွေ platform တွေကိုတုံး AI ကိုကျတော့ကျွန်တော်တို့အကြံဖြင့်ယူလိုက်ကြမ်းရင်ကိုပြောချင်တဲ့ကိုလုတ်ချင်တဲ့အကြောင်းအရာတွေအားလုံး AI အနေနဲ့အကြံဉာဏ်ပေးလိုက်။ပြီးပြီးတဲ့အခါမှာဆိုရင်အဲ့ဒီ challenge တွေကိုစစ်ဆေးဖို့ဆိုပြီးတော့ကိုပိုင်ဒီတခြားဒီ platform တွေကိုသုံးပြီးတော့ရှာဖွေတယ်ဆိုရင်နေချင်းနေချင်းမြန်မာလေးကိုကြားလာမှာပေါ့နော်။ဒီလိုအဲ့လိုမျိုးပဲ AI ကပေးတဲ့ challenge တွေ AI ကပေးတဲ့ challenge တွေကိုလည်းကျွန်တော်နေရုံပြီးလုပ်လိုက်တယ်ဆိုရင်ကျွန်တော်ပြောတဲ့ကြောင့်ပြ။အမှားပါမှာစိုးတယ်ပေါ့နော်။အဲ့လိုလဲဆိုတော့ကျွန်တော်တို့ကလူသားတွေဖြစ်တဲ့အတွက်ကြောင့်တစ်ပတ်တည်းအမြင်မြင်လာတဲ့ ွာဆွဲတွေတဲ့ပုံစံလိုက်တာဖြစ်တော့မှာလဲကျွန်တော်အရင်ဆိုတဲ့အတွက်ကြောင့်ပေါ့နော်အဲဒါမှမဟုတ်ကြောင့်ကျောင်းရင်ね AI ကို၃စီချင်းနဲ့ဘာလို့လဲဆိုတော့ AI ကကျွန်တော်တို့ပုံမှန်ဆိုရင်ကျွန်တော်ဘေးမှာအဲတင်ငယ်ချင်းလူသားပေါ့နော်လူသားတင်ငယ်ချင်းကြောက်ကိုထားပြီးသူ့ကိုမေးနေမှာဆိုရင်အဲ့တင်ငယ်ချင်းကလည်းကိုဘေးမှာနေချင်မှာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးကြီးဖြစ်သွားတယ်။ဒါပေမဲ့ခု AI ကကြာတော့ကျွန်တော်တို့ online ပေါ်မှာရှိရှိပြီးတော့ကိုယ်နဲ့အမြဲတမ်းပုံသွားတိုင်းဒါမှမဟုတ်ကွန်ပျူတာသွားတိုင်းသူ့ကိုမေးလို့ရတဲ့အားလုံးပြည်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်တော့ဒီနေ့တင်ငယ်ချင်းကို မေးမှဆိုရင်တကယ်ကြမ်းကိုပေါ့စိတ်ဆိုးသွားတယ်ပေါ့နော်ဒါပေမဲ့ AI ကကြတော့ကိုပေးမှာရဲရဲရှိတဲ့အတွက်ကြောင့်သူ့ကိုမေးမှဆိုရင်ကိုအနေနဲ့ဒါကောင်းတဲ့ချက်တွေအများရှိတဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်အဲ့ဒီတော့ကြောင့်ကျွန်တော်လည်း AI ကိုသုံးစီစီပါတယ် AI ကိုလည်းသုံးဒါပေမဲ့ AI ကိုလုံးဝမကုတ်မှုတော့မပြုတ်ပါနဲ့ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကတော့ကျွန်တော် AI ကိုသုံးပြီးဘလို့ခုနကနေ create လုပ်တဲ့ဆိုတဲ့အကြောင်းစက်ပြီးကြည့်ရမှာပါတယ်ဒီဗီဒီယိုကဆွဲကြောရှိမှဆိုရင်ကြားလူတွေ0ပြတ်ဘောအတွက် like လုပ်လို့နှိပ်ပေးကြပါ subscribe share လဲတက်ပေးထားကြပါကျွန်တော်နောက်ပြီးတော့မှပြန်လည်ပြန်ကြပါအားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်